အားလုံးပဲမင်္ဂလာပါမင်းညကကစားခဲ့တဲ့ UEFA Conference League Semi-final အဆင့်ပထမအကြိုပွဲစဉ်ဆွေဒင်ကလပ်ယောဂရန်အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Chelsea ကဆွေဒင်မြေမှာယောဂရန်ကိုဖိုးဝမ်းဆိုတဲ့ရလဒ်နဲ့ပြက်ပြက်တားတားအနိုင်ယူပြီးတော့မှ Semi-final ရဲ့ဒုတိယအကြိုပွဲစဉ်မှာကစားမိမှာပဲကျွန်တော်တို့က Final ပွဲစဉ်တက်ဖို့အတွက်အတိအကျပြက်သားတဲ့နိုင်ပွဲတစ်ပွဲကိုအဝေးခွေးမှာရှာဖွေနိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ကျွန်တော်တို့ပွဲချုပ်တုန်းကပြောခဲ့သလိုကလပ်နဲ့တင်းကြားရဲ့အာကျွန်တော်တို့ player quality ကွာဟမှု၄အဆင့်တန်းကွာဟမှု club အဆင့်တန်းကွာဟမှုတွေကိုဒါပြက်ပြက်တတထင်းနေရှာရှာပြင်ခဲ့ရပြီးတော့မှ Chelsea ကကျွန်တော်တို့ဒါ possession base အရာရောကျွန်တော်တို့ every game ကနေအချက်လိုက်ရကျွန်တော်တို့ဒီ expected goal chance တွေဖန်တီးတာရောအားလုံးအာ traffic ကယောဂနာတက်အများကြီးတာလွန်ခဲ့တာကိုတွေ့ရတယ်ဒီနေ့ပွဲမှာကျွန်တော်တို့ပွဲကြုံတုန်းကတော့ဒီယောဂိုဒန်ကိုအာကျွန်တော်အရန်ကစားသမားတွေပွဲထွက်ခွင့်နေပါတဲ့ကစားသမားတွေနဲ့ပွဲထွက်လာနိုင်တယ်လို့ထင်ခဲ့တယ်ဆိုပေမဲ့လို့တကယ်တမ်းမှာတော့ နေပြအန်ဆိုမာရစ်စကာကအဓိက player တွေအားလုံးကိုကျွန်တော်တို့ဆွေးနွေးမြေအထိခေါ်သွားတယ်အပထမပိုင်းနဲ့ဒုတိယပိုင်းမှာအမျှသုံးသွားတဲ့အခြေအနေတခုကိုတွေ့ရတယ်ဒါအာဒါ့ကိုချီချီအဖြစ်အာဒီနေပြအန်ဆိုမာရစ်စကာကအာကျွန်တော်တို့ဒါ conference league မှာလည်းအယုံ site အပြေးဝအယုံ site ထားတဲ့ပုံစံရှိတယ်ဆိုပြီးကျွန်တော်တို့မြင်နိုင်တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့ ဒီကိုစမဖြစ်တဲ့ Philip Rogerson နဲ့ပွဲထွက်ခဲ့ပြီးတော့မှခန်းစစ်မှာတော့တိုးစင်ဘာရီယာရှိ Mask Guerrilla နဲ့ကျွန်တော်တို့ကွင်းလယ်မှာတော့ Reece Jane ပေါ့လေ Jubilee Horn နဲ့ Anso Fernandez နဲ့ပွဲထုတ်ပြီးတော့မှတောင်ပေါ်မှာတော့ Noni Morike အာတစ်ဖက်က Jaden Sancho နဲ့တိုက်စစ်မှုအနေနဲ့တော့လူငယ်ကစားသမားဖြစ်တဲ့ Josh နဲ့ပွဲထွက်ခဲ့တယ်ဒါဒုတိယပိုင်းရောက်မှသာကျွန်တော်တို့ Charlo Bass ကို Mask Guerrilla နဲ့လဲတယ် Anso Fernandez ကိုခိုးပါမနဲ့လဲပြီးတော့မှ Nicole Jackson ကို Noni Morike နဲ့လဲတယ်ခန်းစစ်တို့ကိုတော့ Reece Jane နဲ့လဲပြီးတော့မှအာဒုတိယပိုင်းနဲ့ပထမပိုင်းမှာတော့ကျွန်တော်တို့ က်ပွဲရဲ့တန်ဖိုးကိုမျှပြီးတော့မှအာထိန်းကစားသွားတာကိုတွေ့ရတယ်အာဘလို့ပဲဆိုဆိုချက်စီအသင်းကကျွန်တော်တို့ပြောခဲ့သလိုပဲဒါဒီ Urifa conference လေးမှာအဝေးခွင်စုစုပေါင်းပေါ့လေကျွန်တော်တို့ဒါမနေ့ကပွဲအပါဝင်အာကျွန်တော်တို့အဝေးခွင်6ပွဲကစားတယ်6ပွဲလုံးအနိုင်ရတဲ့အချိန်တွေမှတ်တမ်းကောင်းပိုင်ဆိုင်ထားတယ်ဒါအပြင်ကျွန်တော်တို့6ပွဲမှာတိုက်စစ်က78ကိုအထိကိုသွေးယူနိုင်ပြီးတော့မှခန်းစစ်က၄ကိုပဲပေးရတယ်ဆိုတော့မှတ်တမ်းကောင်းကိုချက်စစ်တင်ကမနေ့ည ွဲအပြီးမှာပိုင်ဆိုင်ခဲ့တယ်။ယော်ဂရန်အသင်းရဲ့ပွဲစဉ်မှာတော့ချက်စီအသင်းရဲ့အဓိကကစားသမားတွေကအတွင်းကိုးတွေကိုစီတွဲယူနိုင်ခဲ့တယ်လို့အန်ဆိုဖာနန်ဒက်ကနောက်ဆုံး၃ပွဲမှာဂိုးဖန်တိမှု၄ချိန်ထိပြုတ်လုနိုင်ပြီးတော့မှာဒါနီကိုလက်ဂျက်ဆင်ကလည်းကျွန်တော်တို့ရှေ့ပွဲတွေတောက်လျှောက်ဂိုးပေါက်ပျောက်ဆုံးနေတဲ့အချိန်တွေကတည်းအဗန်အသင်းရဲ့ပွဲမှာလည်းအတွင်းကိုးတစ်ခုတွဲယူနိုင်ခဲ့တယ်လို့မင်းညပွဲမှာလည်းဒုတိယပိုင်းမှာမှလူစားလဲတယ်ဆိုပေမဲ့လို့အတွင်းကိုးနှစ်ခုကိုတိတ်မကြခင်မိနစ်မှာပဲဒါကျွန်တော်တို့တွဲယူနိုင်ခဲ့တယ်ဆိုတော့ကစားသမားတွေအတွက်တော့ဒါကျွန်တော်တို့အထူးသဖြင့်နီကိုလက်ဂျက်ဆင်အတွက်လည်းယုံကြည်မှု ပို့ပြီးတော့အာကျွန်တော်တို့ရခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့အန်ဆိုဖာနာဒတ်ကလည်းပိုကောင်းတဲ့ performance တစ်ခုကိုဒါပွဲစဉ်နောက်ပိုင်းတွေမှာတောက်လျှောက်ပြလိုက်နိုင်တဲ့အခြေအနေထိပိုင်ဆိုင်ခဲ့တယ်။ဂျေဒန်ဆန်ချိုကလည်းကျွန်တော်တို့ဒါပွဲအစ7မိနစ်မှာအန်ဆိုဖာနာဒတ်ရဲ့ပေးပုံမှုကိုကျွန်တော်တို့ဒါဂျေဒန်ဆန်ချိုကအလွတ်နေအနေထားမှာရှိတယ်သူ marking ကတ်ထားတဲ့ခန်းစစ်ကစားသမားမရှိတဲ့အခြေအနေမှာဂျေဒန်ဆန်ချိုပိတ်သွင်းတယ်။ဒါခန်းစစ်ကစားသမားရဲ့ deflect ဖြစ်ပြီးတော့ဝင်နေဆိုပေမဲ့လို့ဂျေဒန်ဆန်ချိုကိုဒါကိုအဖြစ်ခွင့်ပြုခဲ့တယ်။ဒါပြင်ကျွန်တော်တို့ဒါပွဲကစားချိန်47မိနစ်မှာအန်ဆိုဖာနာဒတ်ရဲ့ပေးပုံမှုကိုပဲဒါကျွန် တော်တောက်မကစားမှာဖြစ်တဲ့နိုနီမိုရီကေကခူသမားရဲ့အာကျွန်တော်ဘေဘတ်တောက်အချင်းတွေကိုပိတ်သွင်းပြီးတော့မှ Chelsea ကပထမပိုင်းမှာဒါထူးဆီးရလနဲ့ဥဆောင်ခွင့်ရတယ်ဒါဒုတိယပိုင်းမှာတော့ Chelsea ကအဓိကကစားသမားတွေခိုးပါမှာအာတစ်ဖက်ကဒီကျွန်တော်တို့ Nicolas Jensen တို့ထည့်ပြီးတော့မှဒုတိယပိုင်းမှာပြတ်သားတဲ့နိုင်ပွဲတစ်ပွဲကိုရှာဖို့အတွက်အဓိကကစားသမားတွေထည့်ပြီးတော့မှကျွန်တော်တို့ ခွဲကစားချိန်58မိနစ်မှာပဲခိုးပါမရဲ့ဖန်ဒီပေးပို့မှုကိုနီကိုလက်ဂျက်ဆင်ကယော်ဂရတင်းရဲ့ခန်းစင်းနဲ့ဂိုးသမားကိုကျော်ဖြတ်ပြီးတော့မှတတိယမြောက်ဥဆောင်ကိုထက်ရတယ်တတိယမြောက်ဥဆောင်ကိုထက်ရလို့မကြခင်64မိနစ်မှာပဲဂျော့စီကကျွန်တော်တို့ဒါမတ်ဆက်ကန်ဆီရိုကိုပေးတယ်မတ်ဆက်ကန်ဆီရိုကနီကိုလက်ဂျက်ဆင်ကိုထက်ပြီးတော့မှဖန်ဒီပေးတဲ့နေရာမှာနီကိုလက်ဂျက်ဆင်ကအပိုင်ပိတ်သွေးပြီးတော့မှချဲစီက64မိနစ်မှာစတိုဒါမြောက်ဥဆောင်ကိုထက်ရတယ်ဆိုတော့68မိနစ်မှာတဖက်ကဒီယော်ဂရတင်းရဲ့ခေါင်းနာ ကနေပဲပေါ့လေတပ်ပြကောင်းတာအထက်ကနေပဲကျွန်တော်တို့ဒါဒီခေါင်းတိုက်ပိတ်သွေးပြီးတော့မှရောဂဒန်ကခြေပါကူထက်ရတယ်ဆော့ပွဲတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင် totally အပြင်ခြေစီကရောဂဒန်ကို ACC ကစားသွားတယ်အတင်းရဲ့အဓိကကစားသမားတွေကိုအနာပေးတဲ့ကစားသမားတွေကိုအနာပေးခွင့်ရသွားတယ်အာကျွန်တော်တို့ဒါတနင်္ဂနွေနေ့မှာကစားမယ်လီဗာပူးအတင်းအတွက်ကစားသမားတချို့ကိုစောစောစီးအနာပေးတာတွေ့ရတယ်အာလိုအပ်တဲ့ကစားသမားတွေကိုဒုတိယပိုင်းမှာပြန်ထည့်သွားတာကိုတွေ့ရတယ်ဆိုတော့ Chelsea အနေနဲ့ကတော့ဘယ်လိုလဲဆိုဆိုကျွန်တော်တို့ဒါ Yuriva Conference League ရဲ့ final ပွဲစဉ်တက်ဖို့အတွက်ရာဂိုင်းနှုံးပြင်နိုင်ပွဲတစ်ပွဲကိုရှာဖွေနိုင်ခဲ့တယ်။အာတစ်ဖက်ကကျွန်တော် Fiorentina နဲ့ Real Madrid ပွဲစဉ်မှာလည်းဒါကျွန်တော်တို့ရက်ဖတ်တက်ကဘီယိုတင်းနက်ကိုထူးဝမ်းရလက်နဲ့အနိုင်ရတဲ့အခြေအနေကြောင့်မလို့ဒါဒီနေ့သင်းရဲ့ဒုတိယအကြော်ကကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းစွာနဲ့ရှိသေးတယ်။ဘယ်စင်းတက်လာမယ်လို့ကျွန်တော်တို့ပြောလို့မရသေးဘူး။ဒါပေမဲ့ Chelsea သင်းကတော့ Sweden မြန်မာရောကိုတန်းကိုဖိုးဝမ်းရလက်နဲ့ပြက်ပြက်တန်တန်အနိုင်ယူပြီးတော့မှ UEFA Conference League ရဲ့ Final ပွဲစဉ်တက်ဖို့အတွက်အထူးအဆုံးသောအနိုင်ပွဲတစ်ပွဲကိုရှာဖွေနိုင်ခဲ့တယ်ပေါ့လေ။အစောချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။